ားလုံးမင်္ဂလာပါခင်ဗျာ Wave Power Channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ထူးထူးခြားခြားအနေနဲ့ဒီလက်ရှိ modern ball လောကမှာအကောင်းဆုံးကွင်းလေကစားသမားတွေကနှစ်ဦးဖြစ်တဲ့ Declan Rice နဲ့ Moises Kainsey တို့တို့ရဲ့ analysis ကိုပြုလုပ်ချင်ပါတယ်ဒီဗီဒီယိုလေးကကျွန်တော်တဦးတယောက်တည်းအမြင်ဖြစ်ပါတယ်တခြားသောညီကိုတွေနဲ့အမြင်ချင်းကွဲလဲကောင်းကွဲလဲနိုင်ပါတယ်ဆိုတော့ဒီအကြောင်းအရာကဟိုတယ်လေးကဒီ bandit တွေကြားထဲမှာအရန်ကိုဒီ hot ဖြစ်သွားတဲ့ အကြောင်းအရာဖြစ်ခဲ့တယ်တချို့သောပန်းတွေတွေကဒီ declarize က myzer myzer ကင်စီတို့တပို့ပြီးတော့ကောင်းတယ်နောက်တချို့သောပန်းတွေတွေကြတော့ဒီ myzer ကင်စီတို့က declarize တပို့ပြီးကောင်းတယ်စသဖြင့်ဒီ arsenal ပရိသတ်တွေနဲ့ chelsea ပရိသတ်တွေချားမှာရောအငင်းကုန်ဖြစ်ခဲ့တဲ့အကြောင်းအရာဖြစ်တယ်ဆိုတော့လက်ရှိမှာသူတို့ကစားနေတဲ့ဒီ role တွေကမတူဘူးဗျပထမဦးဆုံးအနေနဲ့ဘာလို့လဲဆိုတော့လက်ရှိဒီ myzer ကင်စီတို့ကကြတော့ holding midfielder ပုံစံမျိုး Chelsea မှာကစားနေတယ် Declan Rice ကကြတော့ box to box player အနေနဲ့ Arsenal မှာ number 8ရိုးနေရာမှာကစားနေတယ်ဆိုတော့သူကစားတဲ့နေရာကမတူဘူးဒါပေမဲ့နှစ်ယောက်လုံးကဒီ box to box ရော the holding midfielder ရောရောနှစ်နေရာလုံးကိုကစားနိုင်တဲ့ကစားသမားတွေဖြစ်တယ် ဒက်ကလန်ရိုက်ဆိုရင်ဒီဝက်ဆမ်မှာရှိတော့သူကဟိုးဒင်းမီဖီတာဆစ်ဆစ်သူကစားခဲ့တယ်ဒါပေမဲ့အာဆင်နယ်ရောက်တော့သူဒီပါတီရှိတဲ့အတွက်ကြောင့်သူသူ့ကိုဒီအာဒီတာကဒီနံပါတ်7ရိုးနေရာထဲသူ့ကိုနံပါတ်8ရိုးနေရာ box to box player နဲ့အာဒီတာကအသုံးပြုခဲ့တယ်ဒါကြောင့် right ရဲ့ဒီအခုနောက်ပိုင်းရာသီတွေမှာဆိုရင် box to box player ကအရန်ကိုဘယ်လိုပြောမှာ box to box ရိုးနေရာမှာအကောင်းဆုံးဒီကစားနိုင်ခဲ့တယ်လို့ပြောရမယ်မွိုင်းဆက်ကင်စီတို့ကကြတော့သူက ဒီနဘက်အစ်စ်ရိုးနေရာမှာတကယ်ကို holding midfielder စစ်စစ်သူကစားတဲ့ရိုးနေရာမှာသူအကောင်းဆုံးကစားနိုင်နေနောက်ပြီးဒီနေ့ရာဒီ white set kain city white set kain city တို့တိုးတက်လာတဲ့ချက်ကဘာလဲဆိုတော့ဒီ goal power ပတ်သက်တာပဲဗျာသူ brighter မှာကစားတော့ကသူ goal goal power ပတ်သက်မှုတိတ်ပြီးမလုံနိုင်ဘူးသူတပြင်းဒီ chelsea မှာရောက်ပြီးတဲ့200ဒီမှာဆိုလဲသူရဲ့ goal power ပတ်သက်မှုကအရန်ကိုအားနေခဲ့တယ်လို့ပြောရမယ်ဒီ2023 2024ရာဒီမှာဆိုရင်တကိုးအတွင်း လေးခိုးဖန်တီးနိုင်တဲ့အဲ့အဲ့ရာဒီမှာဆိုရင်၄၅ဘွဲကစားခဲ့တယ်2024 2025ရာဒီမှာ၄၅ဘွဲကစားပြီးတော့၂ခိုးသွင်း၃ခိုးဖန်တီးခဲ့တယ်ဒါပေမဲ့ဒီနှစ်ရာဒီမှာဒီ22ဘွဲပဲကစားရသေးတယ်၄ခိုးသွင်း၂ခိုးဖန်တီးဆိုတာဒါတကယ်ဟို holding midfielder player တယောက်အနေနဲ့အရန်ကိုဒီဂိုးပါဝင်ပတ်သက်မှုကောင်းအားကောင်းတဲ့မှတ်တမ်းဖြစ်တယ်ဒါကြောင့်ဟိုဒီပိုင်းမှာတော့ rice ကဒီ voice ကင်စီတို့တဲ့ပို့ပြီးတော့ ဟိုအားသာတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ rice ကဒီ box to box player အနေနဲ့လည်းကစားရတယ်နောက်ပြီးဒီဂိုးပါဝင်ပတ်သက်မှုအပိုင်းမှာတော်တော်ကိုအားကောင်းတယ်ဗျဒီနေ့ရာဒီ rice ကဒီ16ပွဲကစားပြီးချိန်မှာနှစ်ဂိုးသွင်းပြီးတော့၄ဂိုးဖန်တီးထားတယ်သူတို့မနစ်က2024 2025ရာသီမှာဆိုရင်၉ဂိုးသွင်းပြီးတော့10ဂိုးဖန်တီးရတယ်ဒါကတကယ်ကိုကွင်းလေကစားသမားတယောက်အနေနဲ့တကယ်ကိုကောင်းတဲ့မှတ်တမ်းဖြစ်တယ်နောက်ပြီးဒီသူ Arsenal ကိုစရောက်တဲ့နေ့ 2023 2024ရာသီမှာ50တပွဲကစား89တွင်6ခုဖန်တီးတကယ်ကိုအမကန်းမှတ်တမ်းပဲဗျဘောက်တူဘောက်ပလေယာအနေနဲ့လောက်ထိဂိုးပါဝင်ပတ်သက်မှုအားကောင်းတာကတကယ်ကိုချီကျူးစရာကောင်းပါတယ်မွိုင်းဆက်ကင်စီတို့နဲ့ပတ်သက်ပြီးကျွန်တော်အရန်ကြိုက်တဲ့ချက်တစ်ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဘောကို retention လုပ်တဲ့အပိုင်းပါပဲ ဟုတ်အဲ့ဒါဘယ်လိုလဲဆိုတော့ဒီပြိုင်ဘက်ကကိုယ့်ကို pressure နဲ့ဖိအားပေးလာတဲ့ခိုက်ကံပါဒီဘောလုံးကိုမဆုံးအောင်အကောင်းဆုံးထိန်းထားနိုင်တဲ့အယူသွေးကိုပြောတာပါဒီလိုမျိုးအယူသွေးက wide set gain စီတို့မှာအပြည့်ရှိပါတယ်နောက်ပြီးဒီအယူသွေးဟာဆိုရင်လည်း declare right စီမှာလည်းရှိပါသေးတယ် declare right လက်ဒီအပိုင်းမှာအတော့ကိုထူးချွန်ပါတယ်ဒီနောက်ပြီးဒီဒီနှစ်တင်းဒီနှစ်ယောက်ဒီမတူညီတဲ့အပိုင်းတစ်ခုကဘာလဲဆိုတော့ wide set gain စီတို့က holding midfielder စစ်စစ်ဖြစ်တဲ့အတွက် ဒီဘောလုံးကိုဖြတ်ထုတ်တဲ့အပိုင်းတွေဖြတ်လုတဲ့အပိုင်းတွေမှာဒီနေရာသည်ဒီကလန်ရိုက်ကပို့ပြီးတော့ကောင်းပါတယ်ဒီကလန်ရိုက်ကဒီအပိုင်းမှာနည်းငယ်အားနည်းသွားပါတယ်ဒါကဘာလို့လဲဆိုတော့အာတီတာကိုတိုင်းကသူ့ကိုဒီနံပါတ်6 holding midfielder role ကိုမကစားစေခဲ့ပဲနဲ့ ball to ball player အနေနဲ့ကစားခိုင်းတဲ့အတွက်ကြောင့်သူ့အနေနဲ့ဒီအပိုင်းတွေမှာဟိုအနည်းငယ်အားရော့လာတာကိုတွေ့ရတယ်ဗျဒီအပိုင်းမှာတော့ဒီ mindset ကင်စီလို့ကဒီကလန်ရိုက်ကပို့ပြီးတော့ကောင်းပါတယ်နောက်ပြီးကျွန်တော်နှစ်ယောက်လုံးရှိတဲ့ဟို အရန်ကြိုက်တဲ့အကြီးသေးရှိတယ်ဗျာအဘာလုံးဆိုတော့ဒီကိုတင်းကိုတင်းရဲ့ဒီ defensive တက်ဆုံကနေတစ်ဖက်တင်းရဲ့ final တက်ဆုံအထိဘောကို carry လုပ်တဲ့နေရာမှာနှစ်နှစ်ယောက်စလုံးအရန်ကိုထုချင်လုပ်ပါတယ်ဘော carry လုပ်တဲ့အပိုင်းမှာနှစ်ယောက်စလုံးကဟိုအရန်ကိုကောင်းမွန်တယ်လို့ပြောလို့ရတယ်ဘိုက်ဆက်ကင်စီတို့ကလည်းဒီရန်ကောင်းတယ်ဒကလန်ရိုက်ကလည်းအရန်ကောင်းပါတယ်ပြီး physical ဘိုင်းနဲ့ warrior ကတော့နှစ်ယောက်စလုံး trade ထုပြောပြမလို့ဘူးဒကလန်ရိုက်ကလည်းဒီ တကွင်းလုံးကိုမမောနိုင်မပန်းနိုင်နဲ့ကစားနိုင်တယ်လို့ WZ ကင်စီတို့ကလည်းမမောနိုင်မပန်းနိုင်နဲ့တကွင်းလုံးပတ်ပြီးတော့ကစားနိုင်ပါတယ်ဒီ Declarice ကဒီ WZ ကင်စီတို့တဲ့ဟိုအတားကြရှိတဲ့အပိုင်းတစ်ခုရှိပါလားဘာလဲဆိုတော့ဒီ set piece တွေမှာဒီကိုယ့်ရဲ့ခံစစ်ကလာမရစီကိုဘောလုံးကိုအကောင်းဆုံး deliver ပေးဖို့နိုင်တာပဲဒါကဟိုအာစနယ်ပရိသတ်တွေတော်တော်များများတည်တယ်ဗျဟိုတောင်းကံပေါ် Declarice ကန်တင်ပေးလိုက်ပြီဆိုရင်အဲ့ဒီလုံးကတေချာတယ်ဗျခုနှစ်လုံးမှာသုံးလုံးလောက်ကတော့သူအနည်းဆုံး ကိုယ့်ရဲ့ခံစစ်ကစားသမားတွေရဲ့ဟိုဘယ်လိုပြောမလဲတချို့ဆိုရင်အဲ့ဘောလုံးကိုအရင်ကြီးအားယူပြီးတော့တိုက်เสียမလို့ဘူးဗျာထိချက်ကောင်းမှုပဲလိုတယ်ဒါကဒီကလိုရိုက်စ်ကဟိုဘိုင်းဆက်ကန်စီတို့တဲ့ဟိုအနေငယ်အားလာချက်ရှိတဲ့အပိုင်းလို့ပြောလို့ရတယ်ဆိုတော့အနှစ်ချုပ်အားဖြင့်သုံးသပ်ရမယ်ဆိုရင်ဟိုဘသူကပိုကောင်းလဲဆိုတာကပြောဖို့တော့ခက်တယ်ဗျာဘာလို့လဲဆိုတော့လက်ရှိသူတို့ကစားနေတဲ့ဒီ position တွေမှာဆိုရင်အကောင်းဆုံးကစားနိုင်တဲ့ကစားသမားတွေဖြစ်တယ်ဒီကလိုရိုက်ဆိုရင်လည်းလက်ရှိ modern ball လောကမှာ box to box ကစားနိုင်တဲ့ဒီ ဒီအကောင်းဆုံးကစားသမားတွေကတအူးဖြစ်တယ်။ Mindset ကိုင်စီလို့ဆိုရင်လည်းလက်ရှိ modern ဘောလုံးလောကမှာဒီ holding midfielder အကောင်းဆုံးကစားနိုင်တဲ့ကစားသမားတွေကတအူးဖြစ်တယ်။ဆိုတော့ဟိုဘယ်သူမကောင်းမှုကောင်းတယ်လို့ပြောဖို့ဆိုတာတဲ့ဒီနှစ်ဒီနှစ်ယောက်လုံးကဟိုအရန်ကိုပြော့ခံမန်းရခတ်တဲ့ကစားသမားတွေဖြစ်တယ်ဒါကကျွန်တော်ရဲ့သုံးသပ်ချက်ဖြစ်ပါတယ်ကျွန်တော်ရဲ့ညီကိုတွေနေရောဘလိုမျိုးဒီညင်ရလဲပြသူတို့ရဲ့ခြေစွမ်းတွေပေါ်ကိုယ့်ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ရေးပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ